အေရီတိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်ကကျောင်းတွေမှာကျောင်းလာမအပ်တဲ့ကျောင်းသားကျောင်းသူတွေရဲ့အမြင့်စင်းတွေကောက်ယူပြီးမိဘတွေကိုခေါ်ယူဆွေးနွေးသွားမယ်လို့သိရပါတယ်။တိုင်းညွန်ကြားချက်အရကျောင်းသားလက်ခံနဲ့ယာနှုံးမပြည့်မီတဲ့ကျောင်းတွေမှာအသက်ပြည့်ပြီးကျောင်းလာမအပ်တဲ့မိဘတွေကိုခေါ်ယူဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့အဲ့ဒီစီးရင်တွေကိုမနေ့ကဇွန်လတရနေ့နောက်ဆုံးထားပြီးမြို့နယ်ပညာရေးမှူးစီပေးပို့ရမယ်လို့ညွှန်ကြားထားပါတယ်။ ။ကျောင်းသားလက်ခံနဲ့ရာဂိုင်းနှုံးသတ်မှတ်ထားတယ်။အဲ့ဒီကျောင်းတွေမှာကျောင်းမအပ်တဲ့ကလေးတွေရဲ့စင်ပြုစုပြီးမိဘတွေကိုခေါ်ဆွေးနွေးမယ်ပြောတယ်။စင်တွေကိုလည်းကျောင်းဖွင့်ရမတိုင်ခင်ပညာရေးမှုယုံပေးပို့ရမယ်လို့ပြောတယ်လို့အင်ကပူမျိုးနယ်ဒေသခံတူက ARD Times ကိုပြောပါရယ်။အင်ကပူမျိုးနယ်လေးမျက်နာမျိုးနယ်နဲ့ရေကြီးမျိုးနယ်တွေမှာအခုလက်တော်စီရေးတင်းမာနေပြီးတော့အဲ့ဒီမျိုးနယ်တွေကကြေးပါရီမှာလည်းဒေသခံတွေဆစ်ရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါရယ်။ ဒါပေမဲ့လည်းမျိုးနယ်ပညာရေးမှူးဖြစ်သူကကျောင်းမအပ်တဲ့ကျောင်းသားမိဘတွေစီစာပို့ခေါ်ယူဆွေးနွေးမဲ့အကြောင်းကိုညွှန်ကြားစာတွေပေးပို့ထားတယ်လို့သိရပါဗျ။စစ်ကောင်စီကရွေးကောက်ပွဲဆင်ကောက်ယူဖို့ကြိုးစားနေပြီး ARD တိုင်းတွင်းရှိကျောင်းတွေကတကြောင်ကိုဆရာဆရာမအနည်းဆုံး2ဦးစီရင်ကောက်ခံနေတယ်လို့သိရပါဗျ။